ဆွလမဲ့ရငါခန္ဓာမှန်စွာရှိဖြစ်တယ်စာလောတော့ဒါပဲဗောဗျာကုန်းနားလဲနားလဲဗမာသာရေးထားတယ်ဆွလမဲ့ရငါခန္ဓာမှန်စွာရှိဖြစ်တယ်အဲ့တော့မှရှင်းစိတ်တော့စိတ်ကိုကျွန်တော်မသိမနဲ့အဲ့စာရှင်းလို့ဆွလမဲ့ရဆိုတာစားနိုင်တယ်ဆိုတာစားလို့လို့တင်ရသေးတာစားနိုင်တယ်ဆိုတာဗာဖြစ်လားမစားရဘူးဒါစားနိုင်တယ်လို့ပြောတာမစားရဘူး စွဲလန်းနိုင်ရဆိုတာအစွဲရတယ်စွဲလန်းနိုင်တယ်အဲ့တော့မှရှင်းစိတ်နောက်စိတ်ကိုတွေ့ပြီးမှရှင်းစိတ်မှာဖြစ်ပေါ်တဲ့ယုတ်တည်တန်တွေကိုနောက်စိတ်မှာမင်းသတိမရှိရင်တော့မင်းစွဲလန်းနိုင်တယ်နောက်စိတ်မှာသတိမရှိရင်မင်းအိမ်ရှိမှာပစ္စည်းရမှာနဲ့ဘိုးတော်ပျောက်သွားနိုင်တယ်အဲ့မှာမင်းသိပ္ပံထိုင်ပါလို့မှပျောက်သွားနိုင်အဲ့မှာမင်းပါလို့သိရအဲ့ဒါစိတ်မှာပေါ်တဲ့ယုတ်တဲ့တပါးခန္ဓာ၅ပါးနောက်စိတ်မှာသတိမရှိရင် ဆွဲသွားနိုင်တယ်။အဲ့မဆွဲသွားနိုင်တဲ့ဆွဲလန်းနိုင်ရာဆိုတာကတော့မှမဆွဲခင်မှာမလို့ရှုရမယ်။အဲအဲ့တော့ဆွဲလန်းနိုင်ရာငါခန္ဓာမှန်စွာရှုရဖြစ်တယ်ကွာ။အဲ့တော့ဆွဲလန်းနိုင်တယ်ဆိုတော့မဆွဲသေးဘူးနော်။အဲ့တော့မဆွဲတဲ့အချိန်မှာပါဖြစ်မှာတောက်ကသတိနဲ့ရှုနောက်စိတ်မှာသတိမရှိတော့တော့ရှေးကယုံတဲ့တပတ်ခန္ဓာငါးပါးမဆွဲဘူး။အဲ့တော့မှရှေးစိတ်နောက်စိတ်လည်းဒီတော့သင်ဟာဟုတ်ပါပြီမှာ အဲ့တော့ရှင်းစိတ်ပါပေါ်တဲ့ယုံဉာဏ်ကြောင့်ပြောအောင်မှာအဲပြောတည်တာဟာနော်ပြီးတော့မြင်လိုက်တာနဲ့ရေဖြစ်နေပြီဘာလို့နောက်စိတ်ကသတိမရှိလိုက်တော့မြင်လိုက်တာနဲ့ပါလွားလို့ဖြစ်နေအဒီဟာရောက်သွားတယ်အဲ့ဒီကြောင့်ကမြင်လိုက်တယ်တော့ကအဲ့တော့မြင်လိုက်တဲ့လွားလို့ဆိုတာနဲ့စွဲသွားဘာလို့ဘာနဲ့စွဲတာသတိစွဲလို့ဘာနဲ့စွဲတာမတိစိတ်စွဲမောဟနဲ့စွဲလို့မြင်လိုက်တဲ့နွားလို့မြင်လိုက်နွားလို့တကယ်စွဲနေတာ ကျိန်းဆွဲမုံမတိဆွဲမြင်လိုက်တာနွားတို့ကိုကျိန်းလို့ဆွဲတာကျိန်းဆွဲတော့ပါနဲ့တချို့ကနွားတို့ကိုကျိန်းကုန်မကျိန်းဘူးအဲ့ဒါဘာလဲဆွဲဒေါသနဲ့ဆွဲတယ်အဲ့တော့မှနောက်စိတ်မှာဆွဲသုံးမျိုးရှိတယ်လောဘဆွဲဒေါသဆွဲမုံဆွဲပေါ့နော်တော့ရုပ်ရှင်လို့ဆိုတော့မုံဆွဲလားအဲ့တော့မုံဆွဲရုပ်ရှင်ကြောင့်လည်းပြောရအောင်မယ်ဒါပါတိတော့အဲ့ဒါဒေါသနဲ့ဆွဲတယ်ဆိုတော့ဒေါသဆွဲမုံဆွဲအဲမုံကလည်းဆွဲလာပဲဒေါသနဲ့လည်းဆွဲလာပဲမကျိန်းတယ်လည်းဆွဲလာပဲ ဲ့တော့လောဘနဲ့ဆွဲတာပဲဒီကျွန်တော်မကြိုက်တာတော့မဆွဲမှမသိဘူးမကြိုက်တာလည်းပါတယ်ဆွဲတာတော့မတိဆွဲဘူးဆွဲတာမြင်လိုက်တာနဲ့နွားတို့မြင်လိုက်တာနဲ့နွားတို့ဆိုတာမတိစိတ်နဲ့ပဲဆွဲနေတယ်မတိဆွဲအဲကြောင့်မလို့နောက်စိတ်မှာဆွဲတာပါလို့ဥပဒဏ်ဥပဒဏ်ကြောင့်အတင်ပေးရအောင်ပါဥပဒဏ်ဆိုတော့ပါတယ်အဲ့တော့တင်းစရာလေးဝိုက်တယ်ကြောင့်ပါ ။ရေစခန်းနဲ့တေးနဲ့တော့လောက်မှာမဟုတ်ရတော့ဘူး။အခုရခိုးရတော့။ extension ဆိုရအောင်။တော့မှညအချင်းကိုခေါ်တယ်အမှန်ပဲ။တင်းစရာလေးကိုအများကြီးပြောပြတာ။ဒီကလေးတကြောင်းမဟုတ်ဘူး။အဲ့တော့ပြည့်ဒီကလေးပိုင်တော့တကြောင်းပဲဘာမှမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့ကအများကြီးပဲအဲ့ရပညာလေး။အဲ့တော့မှရှင်းစိတ်တော့စိတ်မှာဆွေးနွေးနိုင်ရတာကန္တာဆိုတာပြဿနာလည်းတက်လာသေးတယ်။ ဆိုတော့ပါဠိကကျွန်တော်ပါဠိလည်းမပြအောင်မြန်မာလည်းမပြအောင်မှတ်တာအင်္ဂလိပ်လည်းမပြအောင်သုံးမှုကိုမပြရဘူးဘာမှမပြတော့ဘူးအဲ့ဒါပဲဘောဟန်တော့ကတော့ဟိုကသိတယ်ဟိုဒီဟာသိတယ်လို့တရားသိတယ်လို့ခုခုလိုပိုင်းပိုင်းနိုင်နိုင်ဆိုတာမသိဘူးကျွန်တော်ကအဲ့မှာဆွဲလန်းနိုင်ရဆိုစာပြရပါဥပဒဏ်နဲ့ခန္ဓာလုံးပြတော့ဥပဒဏ်နဲ့ခန္ဓာရလကိုရှင်းတရားလေးပြရတယ်ဥပဒဏ်နဲ့ခန္ဓာဆိုပြောဥပဒဏ်နဲ့ဆိုရဲခန္ဓာကြီးတည်တာဟုတ်ဘူးအဲ့ဒီရှင်းစိတ်မှာပေါ်ရတဲ့ခန္ဓာ ဘင်းသတိမရှိရင်ဥပဒ္ဒံနဲ့စွဲနိုင်တယ်ဥပဒ္ဒံနဲ့စွဲနိုင်တဲ့အတွက်ဥပဒ္ဒံနဲ့ခန္ဓာလို့ပြောတာဥပဒ္ဒံနဲ့ခန္ဓာဆိုတာဥပဒ္ဒံစွဲတဲ့ခန္ဓာကိုပြောတာမဟုတ်ဘူးဥပဒ္ဒံနဲ့စွဲသွားနိုင်လို့ဥပဒ္ဒံနဲ့ခန္ဓာကိုပဲဝိပဿနာရှုရမယ်ကျွန်တော်ကဒီလိုဒီလိုနားမလဲဥပဒ္ဒံနဲ့စွဲသွားနိုင်တဲ့အတွက်မစွဲခင်မှာဥပဒ္ဒံနဲ့စွဲနိုင်တဲ့ခန္ဓာကိုပဲရှု အဲ့ဒီတော့ဥပဒနာရှိလို့လည်းမြတ်စွာဘုရားဥပဒနဲ့ခန္ဓာဆိုဆွဲလန်းကံရာဒါခန္ဓာလို့ပြောပြောခဲ့မဆွဲသေးဘူးရှုရအဲ့တော့ဆွဲသွားနိုင်တယ်လို့ဆိုရဥပဒဆွဲလန်းနိုင်ရာငါးခန္ဓာကိုပါဠိလိုပါဥပဒနဲ့ခန္ဓာဥပဒနဲ့ခန္ဓာဆိုမဆွဲရသေးဘူးအဲ့ဒါကိုကျွန်တော်ပါဠိလည်းမတတ်မြန်မာလည်းမတတ်ဘူးနော်အင်္ဂလိပ်လိုလည်းမတတ်ကျေနော်အဲ့အင်္ဂလိပ်လိုလည်း fight a brigade of clinging clinging ဆွဲတာ လို့ဆွဲနိုင်တယ်ကဏ္ဍငါးပါးပိုက်အပိကိတ်တွေကိုသွားတာဒါဒီမှာတော့နော်ဟုတ်ပါပြီအဲ့တော့ဝိပဿနာဉာဏ်ဆိုတာဘယ်ဟာရှိရဖြစ်တယ်ဆွဲလန်းနိုင်ရာနာခံတာမှန်စွာရှိရဖြစ်တယ်ဆိုတာဒီရှင်းစိတ်လောင်စိတ်တွေကိုနားမဲ့ဒီဆလတ်ချောင်းကိုတင်းကိုမလေးနားကုန်တယ်အဲ့ဒီတစ်ခုနဲ့ကိုပြီးနေပြီသားတော့ဘလောက်ဘာဒီစရာတော့ဘယ်လောက်ဉာဏ်ကြီးပြီးလဲဒီမှာတော့ဒီလိုနားမဲ့အဲ့ဒီတောင်မလုံးမနားမလဲဒီလိုရုပ်တံလဲ တဲ့ရှင်းစင်ကောင်းစင်လည်းမသိတတိလည်းမသိဥပ္ပလည်းမသိဒီဟာကိုဘလို့မှတားမလဲနော်ဘယ်ကျုံကတုံ့ပြန်တာဘယ်ခါရှိရပါလဲဆွဲဖို့ရာဖြစ်စဲမှာမှန်စွာရှိရပါလဲအဲ့ဖြစ်စဲကပြစ္ဆုတ်ပံပဲအဲဒါပြီလားပြစ္ဆုတ်ပံကိုသင်ရတယ်ဟောကျွန်တော်ကပြစ္ဆုတ်ပံဆိုတာလေတတ်တတ်တယ်လက်ချလူပြရတယ်ပြစ္ဆုတ်ပံကိုနားလဲဖို့ပြစ္ဆုတ်ပံကိုနားမလဲလို့ကျွန်တော်ကအဲ့တော့ ဖြစ်စေစွာကြားတဲ့မြင်စေစားတဲ့နံစေကြည့်စေတွေးစေတွေးတဲ့စွာဒီပြမပေါ့မနှောကစင်ကျင်လိုက်တာကိုတွေးတယ်လို့ပါကော်ဖီလေးတော့ပါအောင်လို့ပြောလိုက်တာအဲ့ဒါဘာဖြစ်လဲအဲစေနာဖြစ်စေမနှောပါအဲ့စေနာဖြစ်စေအဲ့ဖြစ်စေမှာပြောနောက်ကကတ်ရှူရတယ်ဩကနောကော်ဖီလေးတော့ပေါ့ဆိုတာစေနာလေးပေါ်သွားတာပါလို့နောက်ကကတ်ရှူရတယ်ဒီကနောရှင်းစိတ်ကိုနောက်စိတ်ကကတ်ရှူရတယ် အဲရှင်းစိတ်ပြည့်စဲကိုနောက်စကလို့ပြီးရတဲ့ချင်းချင်းကရှိရတယ်အဲ့ဒီတည်းမှာမစွဲဘူးဟာပြည့်စဲမှာနောက်ကသတိပိုင်းလို့ဆိုစွဲတော့အဲရှင်းစိတ်ပြီးနောက်စကသတိကပိုင်းမှာတော့စွဲတော့ဒါမို့ရှင်းစိတ်ပြီးရတဲ့နောက်စကချင်းချင်းကလိုက်ရှိရတာမလို့မစွဲဘူးရာပြည့်စဲမှာမန်စွာရှိရပါသတိသိလာတယ်ဒီကလည်းအကုန်အပြည့်စုံပဲဒီလိုပါနောက်ကဒါလေးတွေသင်ရတာတော့ပြည့်စုံပဲကိုပြန်သင်ရတယ်ဟောကျွန်တော်တက်တက် ဖြစ်ခဲ့မရှိရုပ်ငန်းစုစွဲမှုဝင်ရောက်ရှင်းစိတ်မှသတိရှိရတဲ့ကြည်ရာမြင်တာကိုသတိပြန်နေရေလို့တခါတော့ဘုန်းနော်ရှူရံကိုသတိမပြည့်ရတယ်နွားလို့ပြောပြတာဟဲ့ဒါတော့ဆိုရတာပါပြည့်တယ်ဝိပ္ပိဝဘုလို့ကြားတဲ့နောက်ကပါတယ်အဲ့ဒါသဘောပေါက်ဘောတော့လို့ကြားတယ်ဘာဖြစ်သွားလဲရှင်းပြဖြစ်သွားနိုင်တယ်အပေးဘလိုရောက်နေတယ်ဒါပဲလေအပေးဘလိုလို့ကဒါကကြတာအတန်ပဲကြားပြီးပြတ်သွားလို့ရှိရင် ကျမ်းပြည့်ပြည့်သမှာတော့ဘယ်ရောက်သေးလဲဘယ်မှာပြောက်တော့ပြီးသွားပြီဟောအဲ့တော့တော့လောကြောင့်ကိုယ်လိုဆွဲလိုက်မှာတော့ကိုယ်လိုယူလိုက်မှာတော့လူတွေတိုင်းပါဖြစ်လို့ဖြစ်နိုင်ပုံဖြစ်စီများနေညာပဲဥပါဒနာဖြစ်စရာကံမဘွားကံမဘွားဖြစ်စရာသာဒီပြီးပြီဥပါဒကြောင့်ကံကံကြောင့်နောက်ဘဝနောက်ဘဝရောက်ပြီညာပဲကျွန်တော်ကအဲစာပြန်လိုက်ပြီးကြပဲကျွန်တော်ရှင်းစိတ်တောင်စိတ်လိုဒီလိုပဲပြီးနေညာလေးဉာဏ်ထဲမှာ ဘယ်လိုလွတ်လဲအဲ့လိုလွတ်တာပဲဘယ်လိုလွတ်သွားတာသူများဘေးနေစရာကိုဘယ်လိုအပဲလွတ်တယ်မလွတ်ဘူးဆိုတာဒါပဲဒါရှင်းရှင်းလင်းလင်းရိုးရိုးလေးပြောပြတယ်သူညံ့ပြန်ပါနော်